thank uh you -huh. ်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စိတ်ဖြူကာဘာဆာ20မှာပြန်တက်လာတဲ့စစ်ကောင်စီရဲ့စက်တက်နေဒီနှစင်းကို0.5တန်းနဲ့ပြချမှုလေဒီမောင်းသူကြီးထိမှန်တန်းရရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မကွေတိုင်းစိတ်ဖြူမျိုးနဲ့ကာဘာဆာ20မှာတက်လာတဲ့အကြပ်ဖန်စစ်တပ်ရဲ့စက်တက်လေဒီနှစင်းကို0.5နဲ့ပြခတ်တိုက်ခိုက်ရာလေဒီမောင်းသူကြီးထိမှန်ပြီးပြင်းထန်တန်းရရရှိခဲ့ကြောင်းမြိုင်ပါကဖာမှာတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ် မလ9ရက်နေ့မနက်9:35မိနစ်ခန့်မှာစိတ်ဖြူမျိုးနဲ့ကပ္ပစ20နှစ်မှာတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေးထီးနှစ်စီးကိုမြိုင်ပေါက်ပါကာဖာစုဖွဲ့မှုတပ်ဖွဲ့တွေက0.9ရီနဲ့တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းစစ်တပ်လေးထီးမောင်းနေနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ပေါက်မှကြီးထိမှန်ပြီးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါထိခိုက်ဒဏ်ရာကပြင်းထန်တာကြောင်းဖျက်တောက်ရမယ်လို့အတွင်းသတင်းတွေကသိရကြောင်းမြိုင်ပေါက်ကဖာကပြောပါတယ်။ အဲ့ဒီပြက်ခတ်တက်ခတ်မှုဖြစ်ပွားပြီးရဲ့နောက်စက်တက်နေဒီတစည်းကလည်းဆက်လက်များနဲ့ပြန်လည်ပြက်ခတ်ပြီးကြံတစည်းကကင်းထောက်တဲ့ပုံစံနဲ့ပြန်ဝဲပြီးဆက်လက်ပြန်တန်းခြင်းမရှိတော့ပဲကာပစာ20နှစ်အတွင်းကိုပြန်လည်ဆင်းသက်သွားကြောင်းသိရပါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့အနေရပြီးနိုင်တဲ့လေကြောင်းအနေရကိုအတိအသတ်ရှိကြဖို့မြိုင်ပကဖကအတိပေးနှိုးဆော်ထားပါတယ်။ နောက်ထပ်တပုံးနေနဲ့တော်လိုင်းအင်အားစုများပုံညညွရေးတိစားဖို့နဲ့တွဲခွဲနေတဲ့ရှမ်းသူဝမ်းတောင်မလုံးကြဖို့ NUGI သမရပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လူမျိုးစုအချင်းချင်းကြားအမျိုးသားညညွရေးမှသည်တော်လိုင်းအင်အားစုအားလုံးညညွရေးကိုရှင်းရှုံဖို့လိုအပ်ကြောင်းအမျိုးသားညညွရေးဆိုရ NUGI သမရဒူဝါလက်ရှိလာကပြောပါရယ်။မလ9ရက်မှာကျင်းပတဲ့အစိုးရဖွဲ့အစည်းအဝေးမှာယာယီသမရကပြောကြားခဲ့တာပါ။ဒီနေ့ကျင်းပပြုလုပ်တဲ့အစိုးရဖွဲ့အစည်းအဝေးမှာတော်လိုင်းအင်အားစုတွေအကြားပုံညညွရေးတိစောက်နိုင်မှုကိစ္စဝါဝါကိုအလေးနက်ထားပြောကြားခြင်းပါရ င်ပုံညီညွင်လို့ပြောတဲ့နေရာမှာပုံရံသူဖြစ်တဲ့အကြံဖတ်စကောင်စီကိုအမြင့်ပြတ်တုတ်တင်ချိန်မုံဖို့အတွက်အထူးပြုရှင်ရတာဖြစ်ပါတယ်။ ူမျိုးစုချင်းချင်းကြာညီညွတ်ရေးမှသည်တော်လိုင်းအင်အားစုအလုံးညီညွတ်ရေးကိုရှေ့ရှုဖို့လည်းလိုတယ်လို့ရှာရီသမရကပြောပါရယ်ချင်းပြည်ကောင်စီ CC နဲ့ဂျာကာလာချင်းမျိုးသားတိုင်ပင်ခံကောင်စီချင်းညီနောင် ICNCC CB တို့ကြားပုံပေါင်းစည်းမှုတည်းရဲ့လှုပ်ဆောင်နိုင်ဖို့သဘောတူညီချက်ရရှိခဲ့မှုကိုလည်းရှာရီသမရကအစည်းအဝေးမှာထည့်သွင်းပြောကြားကဝန်ထမ်းကွန်ယူနီချောင်းဖော်ပြပါရယ်ပြည်ရင်းပြည်ပါကချင်းလူတို့တည်းရဲ့လုံကလည်းချင်းညီညွတ်ရေးပေါ်ဝမ်းမြဝမ်းသာကြိုးဆိုတာကိုတွေ့ရပါရယ်ຫນွေဥတော်လိုင်းအတွင်းမှာလည်းချင်းတို့ရဲ့ညီညွတ်ရေးဟာတခြားသောလူမျိုးစုတော်လိုင်းဖွဲ့ တွက်ကနအုပ်စံပြဖြစ်လာဖို့လိုတယ်လို့ယူဆကြောင်းယာယီသမရကဆိုပါတယ်စေအာနာရှင်တော်လိုင်းမှာအဖွဲ့ပေါင်းများစွာထပ်ပေါ်လာခြင်းကအင်အားတည်းရဖြစ်တော်လဲတော်လိုင်းဖွဲ့ရီအားလုံးကိုပုံညင်ညွရေးတိစောက်နိုင်ပြီးတစုတစီရဲ့စုဖွဲ့နိုင်ခြင်းကပိုပြီးအားကောင်းမှုကိုဖြစ်စေတယ်လို့ရှာရီသမရကပြောကြားခဲ့ပါတယ်။ ျွန်တော်တို့နိုင်ငံရေးသမန်ကိုလေးလာကြည့်မယ်ဆိုရင်အကွဲအပြဲဇလန်းတွေနဲ့ပြည်နယ်နေကြတာကိုလည်းတွေ့ရပါတယ်လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှာလည်းအကွဲအပြဲဇလန်းတွေကိုတွေ့ရတယ်လို့အုပ်စုဖွဲ့ခိုင်ခနာကွဲပြားမှုတွေလည်းအင်မတန်များပြားပါတယ်အခုຫນွေဦးတော်လိုင်းကြီးမှာကျွန်တော်တို့ကအတက်နိုင်သောစုစည်းညီညွတ်မှုကိုထိန်းထားနိုင်မှာဆီအာနာရှင်စနစ်အမြင့်ပြတ်ဖြုတ်ချနိုင်ရေးကိုဆုံးကန်းတိုင်တဲ့ဒီလောက်ဆောင်နိုင်မှာဖြစ်တယ်လို့ယာယီသမရကပြောပါတယ်တဖက်မှာလည်းစစ်စိုးရခေတ်ဆက်ဆက်စစ်စိုးရခေါင်းဆောင်တွေရဲ့သွေးခွဲတက်ရှုခဲ့ခြင်းကိုအားလုံးသတိချက်တင်တယ်လို့လည်းပြောပါတယ် စစ်အစိုးရဆက်ဆက်ဟာလူမျိုးစုညီညွတ်ရေးကိုလည်းမလိုလားသလိုတော်လန်းအင်အားစုတွေအချင်းချင်းကြားစူးစီးပေါင်းစည်းသွားမှာကိုလည်းမလိုလားပါဘူးဒါကြောင့်ကျွန်တော်တို့ဟာရန်သူဝမ်းသာအောင်မလုပ်သင့်ဘူးလို့ယူဆပါတယ်လို့ယာယီသမရကပြောကြားခဲ့ပါတယ်ကမ္ဘာနိုင်ငံအခြေအနေကိုမပြတ်ကြည့်ရှုပြီးအပြောင်းလဲတွေနဲ့တူလိုက်ပါစီမျောပြီးမဟာဗျူဟာချင်းကမှုတွေထိရောက်မှုရှိစေဖို့လှုံ့ဆော်ဖို့ယာယီသမရကပြောပါတယ်ဒါအပြင်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းနိုင်ငံရေးကဏ္ဍနိုင်ငံခြားရေးကဏ္ဍစီးရေးကဏ္ဍအုပ်ချုပ်ရေးကဏ္ဍဗန်နိုင်းကဏ္ဍလူမှုဆက်ဆံရေးကဏ္ဍများကိုပုံမှန်ထိရောက်အောင် စွာလှုပ်ဆောင်နိုင်ဖို့အားဆောင်လှုပ်ဆောင်ဖို့တိုက်တွန်းပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။မုံရွာမျိုးရင်းမှာထွက်လာတဲ့တံပြားကာကာနစီကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှဒုဗိုလ်တအုပ်ပါဝင်16ဦးသေဆုံးပြီးလက်နက်12လက်သိမ်းဆည်းရရှိကတံပြားကာကာနစီကိုမိရှုဖြက်စီတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းမုံရွာမျိုးရင်းမှာထွက်လာတဲ့တံပြားကာကာနစီကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှဒုဗိုလ်တအုပ်ပါဝင်16ဦးသေဆုံးပြီးလက်နက်12လက်သိမ်းဆည်းရရှိကကာနစီကိုမိရှုခဲ့ကြောင်း6ဦးပြ ီပဲ defense ဘုံမှာတာဝန်ရှိသူတောင်းကပြောပါတယ်။မလ၄ရက်နေ့ညနေ3:10မိနစ်ခန့်မှာမုံရွာမြို့မှာထွက်လာတဲ့တံပြားကကားနှစ်စီးကတောင်းမြို့ကိုဖြတ်ပြီးမြင်းမူဘက်ကိုဦးတီထွက်လာစဉ်မုံရွာမန္တလေးလမ်းတနီးယားမှာတော်လိုင်းကူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှဒုဗိုလ်တအုပ်ပါဝင်18ဦးသေဆုံးခဲ့ပြီးတော်လန်ရဲဘော်တအုပ်မစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်ချောင်းမျိုးပေါ်ရှိအကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းဖြစ်တဲ့စိုက်ကွင်းရုံနဲ့မြပလဲအထိုင်ကိမှ120မမလက်နက်ကြီး106ချိန်ပစ်ကူပေးတိုက်ခိုက်ခဲ့ကနမခဘက်မှစက်တပ်လီဒီနဲ့နှစ်ချိန်လေချောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများစီးနင်းလာတဲ့တံပြားကာကနက်စီ ME1 လီလက် ME3 တလက် ME11 သုံးလက် G3 တလက် G1 တလက်60မမစိန်ပြောင်းတလက်လာလာတလက်ကြီးပေါက်မျိုးစုံ22ပေါက်သိန်းစင်ရရှိကတံပြားကာကနှစ်စီးမှာမောင်းနေမရတော့တာကြောင့်မိရှုဖြစ်စီခဲ့ကြောင်းသိရပါတယ် ကားပေါ်ပါလာတဲ့စစ်ခွေးရည်ထဲမှာထွက်ပြေးတာလည်းရှိရဲ့အရှင်မိတာတော့မရှိပါဘူးလို့ပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုချောင်းမြို့နယ်ပါကဖတိုက်ခိုက်ရေးတပ် CHUPDN နဲ့ပူးတွဲတာဝန်ထမ်းဆောင်လျက်ရှိတဲ့ရမပင်မြို့နယ်ပါကဖလက်ရုံတပ် ULF စစ်ကြောင်း B21 တပ်ရင်းယတနာပုံချင်းတွင်ဗရာသာဗန်ဒူလာ Defense Force ဖူတလင်း3ဗရာသာ4ကနီ Special Force 11 and Modern Galleria 4ဇက်ကိုင်း District Drone တင်းတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်း SRC မာစေးဘတ်ဆိုင်ရာအကူအညီပေးခဲ့ပြီးရှင်းမြစ်လေကြောင်းထိုင်မှနေကြောင်းကင်းထောက်မှုကူညီပေးခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့ SHUL အေအေထိန်ချုပ်နယ်မြေတွေမှာကုန်စည်နှုန်းတွေဆက်လက်မြင့်တက်နေပြီးဂိတ်ကြီးများအဆမတန်ပေးဆောင်နေရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အရခတ်တက်တော်အေအေထိန်ချုပ်ထားတဲ့မြို့နယ်တွေမှာကုန်စည်နှုန်းတွေဆက်လက်မြင့်တက်နေပြီးတချို့နေရာတွေမှာဈေးနှုန်းတွေမှာအဆမတန်မြင့်တင်ရောက်ချနေကြောင်းဒေသခံတွေရဲ့ပြောဆိုချက်ရသိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကတည်းကအခုကနေကုန်စည်နှုန်းတွေကအဆမတန်မြင့်တက်လာပြီး ေတာတွင်ထုတ်ကုန်များမရှိတဲ့ပြင်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကဝင်လာတဲ့ကုန်ပစ္စည်းတွေမှလည်းမြင့်တက်နေပါတယ်။ အဲလိုဖြစ်ရတဲ့အကြောင်းရင်းတစ်ချက်မှာကုန်တယ်တွေကကုန်ပစ္စည်းတွေကိုစည်းနှုံအစမတန်မြင့်တင်ရောင်းချနေတယ်လို့နောက်တစ်ချက်မှာ ULAE ကကုန်စည်းနှုံတွေကိုမထိန်ချုပ်သေးကြောင်းလို့ကုန်တယ်တွေကပြောပါတယ်။ရခိုင်ပြည်နယ်အတွင်းကုန်တယ်တအုပ်ကဒီလိုဖြစ်တာကနှစ်ပိုင်းရှိတာပေါ့ပထမတစ်ပိုင်းကကုန်ပစ္စည်းတွေကိုပြည်မဘက်ကတင်ပို့နေရတွေကိုရပ်တန့်နေရပြီးဒုတိယတစ်ပိုင်းကကုန်စည်းနှုံတွေကို ULAE တင်ချကင်တွဲစက်မှတ်မပြီးတာတွေအဓိကကုန်စည်းနှုံတွေမထိန်ချုပ်နိုင်တာတွေအခွန်အခတွေတနည်းနဲ့တနည်းမတူတာတွေတချို့ခွန်ခတွေတင်းချီ ပေးနေရတယ်ဥပမာပလဝဂိတ်မှာအခွန်ကေပီသားဟာကိုကြောက်တော်ဂိတ်မှာထပ်ပေးရတယ်ပြီးတော့မင်းပြဂိတ်မှာထပ်ဆောင်လာလို့ရှိရင်ပြေစာပြပေးမယ်မပေးလို့မရဘူးဒါရီကိုစက်မှတ်မပေးဘူးဆိုရင်ကုံစင်းလုံးနေဆက်တက်နေမှာပဲလို့ပြောပါတယ်အခြေခံလူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ပေါ်စမ်းမွေးစံချန်စက်တော်နီအိန္ဒိယစီအနီအဝါစက်တော်နီဂျင်းအာလူကော်ဖီညီပဲငဏီတူကြောင့်ရှိပစွန်ကြောင့်ဈေးနှုန်းတွေမှာအခုမှပိုပြီးမြင့်တက်လာနေကြောင်းသိရပါတယ်ပဲစီတပိတ်သား2000ကျပ်မွန်ညင်းစီတပိတ်သား2000ကျပ်အိန္ဒိယစီအဝါ 8500ကျပ်အိန္ဒိယစီနီတလီတာ8500ကျပ်ကျက်သွန်နီတပိတ်တာ2000ကျပ်ကျက်သွန်ပြူတပိတ်တာ2300ကျပ်စီးနှုံများဖြစ်ပါတယ်မင်းပြမျိုးလက်လီလက်ကားရောင်းဝယ်သူတောင်းကကုန်ပစ္စည်းတွေရောက်ဖို့အတွက်တစင်ပြီးတစင်ဖြစ်ရတယ်ရောက်ပြန်တော့လဲပင်းရင်ဈေးဆိုင်တွေကအစမတန်ဈေးတန်ပြီးတော့ရောင်းကြတယ်အဲ့ဒီပင်းရင်တွေကတစင်လက်ကားဆိုင်တွေရောက်သွားပြန်ရင်လဲနောက်တစ်ခါဈေးကတက်သွားပြန်ရောတချို့နေရာတွေမှာဆိုရင်ပတ်စံကရှိရပစ္စည်းကရှိမနေဘူးတချို့ပစ္စည်းတွေလုံးဝကိုပြတ်နေတာဒီလိုဈေးတင်ရောက်တဲ့သူတွေကိုထိန်းကြီးဖို့လိုတယ် ကြာရင်အောက်ခြေကဖြီးသူတွေထမင်းငတ်ပြီးတော့တေးဖို့ပဲကြံတော့တယ်လို့ပြောပါတယ်။ ကောင်စင်းနှုံးနေမှာလဲရခိုင်ပြည်နယ်အတွင်းတမျိုးနယ်တမျိုးနယ်မတူပဲတန်တွဲခွာငပလီတောင်ကုန်းအမ်မြူနယ်ရီဆိုပါကအထက်ကဖော်ပြခဲ့တဲ့စင်းနှုံးနေထပုံမြင့်တက်နေကြောင်းဒေသခံတွေကပြောပါတယ်ပုံနယ်ကျုံကြောက်တော်မြောက်ဦးပေါတော်မြေပုံရှမ်းပြေပူတီတော်မောင်တော်ရတိတော်မြို့နယ်အပါအဝင်ပလဝါရီမှာကောင်စင်းနှုံးတွေကလည်းရခိုင်ကထပ်မြင့်တက်နေရောက်တွင်ရပါတယ်မြောက်ဦးမြို့ပေါ်က38နှစ်အရွယ်ရှိအင်းရှင်မတောက်ကတနည်းလုံးမှာချက်ရှစ်ထောင်ရတဲ့ကောင်စင်းနှုံးကအရင်ကထပ်3000နေနေစားလောက်ထိတက်နေကြပါတယ်ချက်တုံတစ်လုံးတော့ 越骂越着。 အနည်းကြီးကို400လောက်ပေးနေရတယ်။ကျန်တဲ့ဟာတွေမပြောနဲ့ဈေးဝရီဆိုရင်ဈေးနှုန်းတွေကကြောက်စရာကောင်းတယ်။မနေမကောင်းမဖြစ်အောင်နေနေရတယ်။ဈေးကန်တစ်ခါပြရင်တစ်နှစ်လုံးလုံးစားစုဆောင်ထားတာတွေကုန်ပြီ။ဒီလောက်ကုန်ဈေးနှုန်းတွေကတန်နေရဘယ်လိုလုပ်ကြမလဲ။ဘယ်သူတွေလုပ်ပေးမလဲ။ဘယ်သူမှတာဝန်ရှိလဲ။ကျမမေးကြမာလေးလို့ပြောပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်အတွင်းမှာပေါ်စံမွေတအိတ်သိန်း2000ကျပ်၊စံကျန်းတအိတ်5000 6000ကျပ်၊ကောင်းကျင်းစံတအိတ်သိန်း2000ကျပ်၊ဂျင်းတပိတ်သား2000ကျပ်၊92တလီတာ1000ကျပ်၊ဓာတ်ဆီ8500ကျပ်တို့ဖြစ်ကြောင်းသိရ ါပါတယ်။ဒါပြင်ငရုတ်သီးကြောင့်ဒေသအတွက်တပိတ်တာ3000ကျပ်ကျပ်၊ငရုတ်သီးကြောင့်အိန္ဒိယတပိတ်တာ2000ကျပ်၊ငရုတ်သီးစိန်တပိတ်တာ3300ကျပ်၊အာလူးတပိတ်တာ1000ကျပ်၊ဟင်းချုံမိုးတပိတ်တာ2200ကျပ်၊နုစီဝမ်းတီတလုံး9500ကျပ်၊ကော်ဖီတထုံ1000ကျပ် Sandy Coffee တပါကင်း2000ကျပ်တို့ဖြစ်ပါတယ်။ကျပ်သားတပိတ်သား6600ကျပ်၊ဝက်သားတပိတ်သား3600ကျပ်၊အမဲသားတပိတ်သား3800ကျပ်၊ငနီတူကျောက်တပိတ်သား2000ခွဲကျပ်၊ကျောက်တလုံး650ကျပ်၊ရွှေပစွန်တပိတ်သား9500ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။အဆိုပါဈေးနှုန်းတွေကမြို့နယ်လိုက်ကွာခြားမှုတွေရှိနေပြီးတချို့မြို့နယ်များကအထက်ကဖော်ပြထားတဲ့ဈေးနှုန်းများထက်ပိုမြင့်တက်နေတာကိုတွေ့ရပါတယ်။ဒေသခံတွေရဲ့ပြောဆိုချက်အရအိန္ဒိယကိုကုန်ရောင်းဝယ်သွားကြတဲ့ကုန်သင်များမှလည်း ULEA မအခွန်ဆောင်ခနဲ့စစ်စင်ဂိတ်ဒီမှာငွေကြေးသိမ်းရဲ့ချီပေးနေရကြောင်းကုန်တယ်ရီကပြောပါတယ်။ဒါအပြင် ပလက်ဝါအိန္ဒိယကိုသွားတဲ့ဂိတ်မှဖြတ်တန်းကဂိတ်ကြီးကိုကြောက်တော်များဦးမင်းပြမြို့နယ်ရီမှာ ဖြတ်တန်းကထပ်မံပြီးပေးဆောင်နေရလို့စိတ်ပြတ်မြည်ကြောင်းအမည်မဖော်လိုတဲ့ကုန်တယ်တအုပ်ကပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။